မြန်မာပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာနှစ်ပတ်စီရင်တည်တံ့ထုံးလင်းနေရဖြစ်တဲ့မြန်မာရဲ့စုခင်းလန်းကပန်းတဲ့အစီအစဉ်ကနေကြိုဆိုပါရစေအခုဒီကောင်စုခင်းလန်းကပန်းတဲ့အစီအစဉ်မှာရောစစ်တပ် lobby channel တွေကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တရင်အမှားတွေထုတ်နေတာရှိပါလားဒီတရင်အမှားတွေကိုတိုက်ဖြတ်ရမှာအထူးရောက်ဆုံးကောင်တာတံပြန်နီးပြူဟာကဘာပါလဲဒါတွေကိုတော့တရင်အချက်လက်စစ်ဆေးသူတို့ကိုကျွန်တော်ဒီ ခုတစ်ပတ်စူးခင်းလန်းကပန်ဆာရဲအစီအစဉ်မှာဆက်သွယ်မေးမြန်းထားပါရခင်ဗျာပထမဆုံးကျွန်တော်မေးချင်တာကဒီစစ်သက် lobby channel တွေကပေါ့လေဒီအခုစစ်သက်ချင်းမမရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတရင်အမှားတွေရောထုတ်နေတာရှိလားတစ်ဆက်သေးပေါ့လေ သူတို့ရဲ့အဓိကပြစ်မှတ်ထားတဲ့အကြောင်းအရာဒါမှမဟုတ်လူအုပ်စုကဘသူတွေလဲအမှဒါကိုဖြေချပစ်စီလိုပါတယ်ဟုတ်ကဲ့ပါဟို စတက်ကပေါ်နော်ဒီရွေးကောက်ပွဲမှာမဟုတ်ဘူးဒီသူတို့ပေါ်နော်သူတို့အငြင်းန်းတစီပေါ်နော်ဒီသတင်းလူသတင်းမားတွေကိုတောက်လျှောက်သူတို့လွှင့်နေတာမျိုးရှိတယ်အခုဒီစကားစားနေပြီးတော့ပြုတ်လုတ်ကျင်းပါမယ်ရွေးကောက်ပွဲမှာဆိုလို့ရှိရင်လဲဒါပုံမှန်ထုံးစံအတိုင်းပေါ်နော်သူတို့လုံနေကြဒီသတင်းလူသတင်းမားလွှင့် lobby တွေဖြန့်ဒါတွေလုံနေတဲ့ဟာတွေပုတ်ပကန်းတွေဒီဝါဒဖြန့်ချီတာမျိုးတွေကတော့ဆက်ပြီးတော့လုံနေစေပဲပေါ့နော်ဘလို့ပုံစံမျိုးနဲ့လုံနေလဲဆိုရင် အာရွေးကောက်ပွဲဒီတာနိုင်ငံရေးထွက်ပေါက်ဖြစ်တယ်လို့စစ်တပ်ကနိုင်ငံရေးနေထွက်လို့မရဘူးလို့အခုရွေးကောက်ပွဲကဒီဒီ NLD ကနေပြောမဲလိမ်မဲခိုးလို့သူတို့ပြန်ပြီးတော့လှုပ်ရတာပေါ့နော်အဲ့ဒါတွေဖြစ်တယ်လို့နောက်ပြီးတော့အခုဒီစစ်တပ်အုပ်ချုပ်ရေးကိုမလိုချင်ဘူးဆိုလို့ရှိရင်အခုသူတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုလက်ခံရမယ်ဒီပြီးတော့လည်းဒီနိုင်ငံတကာကနေပြီးတော့လည်းဒီရွေးကောက်ပွဲကိုပေါ့နော်ထောက်ခံနေပြီးအဲရွေးကောက်ပွဲကိုဟိုစန့်ကျင်တဲ့သူတွေကိုလည်းဒီမှာအေးအေးယူနေပြီပေါ့နော်ဒါမျိုးလေးတွေသူတို့လွှင့်လာမျိုးတွေရှိတယ် ပြီးရင်လည်းဒီအခုသူတို့လှုပ်ထားတဲ့မဲပေးဆက်ပေါ့နော်ဒီဆက်ကမဲမာရွေးမှုတွေမဲလဲမှုတွေလုံးဝဖြစ်မှာမဟုတ်ဘူးအတိအကျကိုဖြစ်မှာပြည်သူကရွေးချယ်တဲ့မဲဖြစ်ကိုဖြစ်မယ်ဆိုပြီးတော့ဒီလို narrative ပြောတဲ့လွှင့်တာမျိုးလည်းရှိတယ်ပေါ့နော်ပြီးတော့အခုသူတို့လှုပ်တဲ့ပုံစံရဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ အာအမှုပညာရှင်တွေကဒီရွေးကောက်ပွဲကိုဝင်ရနေကြပြီဒါမျိုးတွေပေါ့ပြည်သူတွေကလည်းဒီရွေးကောက်ပွဲကိုဒီအားပေးနေကြပြီပေါ့နော်ဒီလိုပုံစံမျိုး narrative တွေသူတို့လွှင့်တာမျိုးတွေရှိတယ်ပြီးရင်လည်းအခုပေါ့နော်ဒီ ဆက်ဆောင်ပြည်သူတွေအနေနဲ့ဆိုလို့ရှိရင်လည်းဟိုအခုဆိုလို့ရှိရင်ဒီရွေးကောက်ပွဲကိုအားပေးနေတဲ့မဲပေးခွင့်ရဖို့အတွက်ကိုလည်းသူတို့ဘက်ကတောင်းဆိုနေကြပြီပေါ့နော်။ဒါမျိုးလေးတွေသူတို့ဘက်ကနေလွှင့်တာမျိုးတွေလည်းရှိတယ်။ပြီးတော့ဟိုပြန်ပြီးပြန်ချုပ်ရမယ်ဆိုလို့ရှိရင်နိုင်ငံတကာကကောပြည်သူတွေကကောဒီစကားစကားပြုတ်လုတဲ့ဒီရွေးကောက်ပွဲကိုပေါ့နော်။အာအားပေးထောက်ခံနေကြတယ်ဆိုတဲ့အကြောင်းပြချက်မျိုးနဲ့သူတို့ဘက်ကနေပြီးတော့ဒီတရေတုတရေမားတွေလွှင့်တာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်။ ဆိုတော့ဟုတ်ကဲ့အဲ့ဒီတရင်စုတရင်မအရာလေးဆိုတော့ဘယ်ဘယ်သူတွေကိုပြစ်မှတ်အဓိကပြစ်မှတ်ထားလဲပေါ့လေဘယ်လိုအုပ်စုတွေလဲပေါ့လေအဲ့ဒါလေးလည်းသိချင်တယ်အမအဟုတ်ကဲ့အဓိကတော့သူတို့ပြစ်မှတ်ထားတာတော့ပြည်သူတွေကိုပို့ပြီးတော့တာဂတ်ထားတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ပြည်သူတွေကအော်သူတို့ကတော့ဟို ပြည်သူတွေဆိုတဲ့ဟာကသတင်းစားသုံးရတာလေနော်အခုလက်ရှိပြည်တွင်းမှာနေတဲ့ပြည်သူတွေဆိုလို့ရှိရင် internet ပိတ်ပိတ်ဆို့ထားကမ်းမှုတွေခံရတယ်ပြီးရင်လည်းဒီ VPN တွေပိတ်တာမျိုးဒါမျိုးလေးတွေခံရတဲ့အခါကျတော့သူတို့မှာကဒီသတင်းတွေကိုဖတ်မယ်ဆိုလို့ရှိရင်လို့လို့ဖတ်လို့မရနိုင်ဘူး ဆကားစားဘက်ကနေပြီးတော့ဒီသူတို့ခွင့်ပြုထားတဲ့သတင်းဌာနတွေဒါမျိုးတွေကသတင်းတွေကိုပဲသူတို့ဖတ်ခွင့်ရတယ်ပေါ့နော်အဲ့တော့အဲ့လိုအခြေအနေမျိုးမှာဒီသူတို့ဘက်ကနေခုနပြောသလိုအာနိုင်ငံတကာကနေပြီးတော့ထောက်ခံမှုတွေရနေပြီးဒီရွေးကောက်ပွဲကိုပေါ့နော်ပြီးတော့အခုရွေးကောက်ပွဲဆန့်ကျင်နေတဲ့သူတွေကိုယ်တိုင်ကကိုယ်တိုင်ကိုယ်တိုင်ကလည်းဒီရွေးကောက်ပွဲကိုထောက်ခံနေကြပြီပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါပြည်သူတွေကိုအမြင်ဝေဝါးသွားအောင်ပြည်သူတွေကိုဩဟိုငါတယောက်တည်းပဲမဲမဲပေးတာမျိုးဖြစ်နေတာများလားဆိုတဲ့အမြင်မျိုးဖြစ်လာအောင်လို့ ို့ဒါတို့တို့ဘက်ကအဓိကပြည်သူတွေကိုတားကတ်ထားတယ်ပြီးဒုတိယအုပ်စုအနေနဲ့ကကြတော့ဒါ EAO တွေတို့နောက်ပြီးတော့ဒီဒီဘက်ကဒီ PDF တွေတို့ NLD တို့ဒါမျိုးတွေကိုတာဂက်ထားတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်အာ ဒီ American ပေါ့နော်ဒီမြန်မာနိုင်ငံသားဒီခိုလုံကွင်းရုပ်သိမ်းတဲ့ကိစ္စတွေမှာဆိုသူတို့ရွေးကောက်ပွဲကို American ထောက်ခံပါတယ်ဆိုတဲ့ပုံစံမျိုးအနေနဲ့လည်းဒါဖြတ်လာတာမျိုးကိုလည်းတွေ့ရတယ်ပြီးတော့ဒီရွေးကောက်ပွဲကိုသူတို့ကပြည်သူတွေအတွက်ပြုလုပ်ပေးနေတဲ့အခြေအနေမျိုးမှာဒီ PDF တွေဒီ EAO တွေကနေပြီးတော့ဒီရွေးကောက်ပွဲကိုဖြတ်လို့ဖြတ်စီလုပ်နေပါတယ်ဆိုတဲ့ဒီ narrative ပုံစံမျိုးနဲ့လည်းဖြန့်တာမျိုးရှိတယ်ပေါ့နော်ဥပမာအားဖြင့်အာ PDF တွေကဒီစာတင်တာရက်ဖို့အကြောင်းတွေမှာအကြောင်းတွေကိုပိတ်ဖို့ တွက်ဒီချင်းချောက်တယ်ဆိုပြီးတော့လောက်ထားတဲ့ဒီဒီတင်းသူတင်းမားတွေလည်းဒါပြန်လာတာမျိုးလည်းဒါတွေ့ရတယ်ပေါ့နော်အဲ့တော့ဟိုသူတို့ကတော့တာဂတ်ထားတာကတော့မျိုးစုံပဲပေါ့နော်ဒီနိုင်ငံတကာကနေပြီးတော့လေအဓိကတော့ပြည်သူတွေပဲပြည်သူတွေရုံရုံကြည်ကြည်နဲ့မဲပေးလို့မဲပေးလာအောင်လို့သူတို့ဘက်ကနေပြီးတော့တင်းသူတင်းအမားတွေတောက်လျှောက်ထုတ်နေတာမျိုးတွေဒါတွေ့ရတယ်ပေါ့နော်အဲ့တော့ဟိုကလေဒီတင်းသူတင်းအမားတွေကိုဒီလိုတိုက်ဖြတ်ဖို့ပေါ့လေဆိုတော့အမားကလည်းဒီတင်း သူတည်းမှာအချက်လက်စစ်စစ်ဒူဖြစ်တယ်ဆိုတော့အထီရောက်ဆုံးကောင်တာတံပြန်နီးဖြူဟာကပါပါလေကျွန်တော်တဆက်သေးမေ့ချင်တာအမှားရဲ့အဲ့ဒီကောင်တာတံပြန်နီးဖြူဟာအပြင်ဒီအချက်လက်အမှန်ကိုဘလို့ပုံစံမျိုးနဲ့ပြည်သူတွေစီကိုအမအနေနဲ့အမြန်ဆုံးဖြန့်ချီလဲပေါ့လေအဲ့ဒါလေးတည်ချင်ပါတယ်အဲ့နှစ်ခုပါ အဓိကတော့ပြည်သူတွေကိုဒီသတင်းတူသတင်းမားတွေကိုတိုက်ဖြတ်တဲ့အခါမှာပေါ့နော်နှီးလဲနှစ်နှီးနဲ့တွားလို့ရတယ်ပေါ့နော်အဓိကအားဖြင့်ပြည်သူတွေကိုဒီသတင်းတူသတင်းမားတွေနဲ့ပတ်သက်ပြီးဒါမှမဟုတ်ကောလာဟာရီနဲ့ပဲဖြစ်ဖြစ်သူတို့နောက်ကိုမလိုက်သွားအောင်လို့သတင်းအသိပညာမြင့်တင်ပေးတဲ့ဒီချိုတင်ကာကွယ်ပေးတဲ့နီလန် pre-banking လို့ပြောကြတယ်ပေါ့နော် pre-banking နီးနဲ့ဒါကကာကွယ်မယ်ဆိုလို့ရှင်တော့ဒါပို့ပြီးထိရောက်တယ်ဘာလို့လဲဆိုတော့သတင်းတစ်ခုကိုတွေးလိုက်တဲ့အချိန်မှာပြည်သူတွေကအော်ဒီဟာကြီးက အမှန်ဟုတ်ပါမလားဆိုတဲ့ဒီစဉ်းစားတဲ့ပေါ့နော်စဉ်းစားတွေးခေါ်တဲ့ဟာအဲ့အတွေးတစ်ခုအရင်ရောက်လာပြီဆိုလို့ရှိရင် share အ ਨੇ ဆုံးတော့တို့စပြီးတော့မ share တော့ဘူးပြီးတော့ဒီချင်းချင်းကြားထဲမှာအော်ဒီသတင်းကပြန့်နေတာတွေ့တယ်ဟုတ်လားဆိုတဲ့ဟာမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့တော့အရေးအရေးဆုံးအရေးကြီးတာကတော့ခုနကပြောတဲ့ဂျိုတင်ကာကွယ်တဲ့နီလန်နဲ့ဒါတုံးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးထိရောက်တယ်ပြီးတော့နောက်တစ်ခုကကြတော့တချို့သတင်းအတူသတင်းမှားတယ်ဆိုလို့ရှိရင်အမှန်တဝက်အမှားတဝက် အဲတခါလေကြလို့ရှိရင်တဲင်းမားတွေမှာပြန်တွေ့ရတဲ့ဟာကြတော့လုံးဝဒီဖြစ်ရမန်ဇလန်းကိုသူတို့ကအရေးအတွက်တွေပဲ ပြောင်းလိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီဘယ်လိုပြောမလဲ victim နဲ့ခံရတဲ့သူနဲ့ပြုတ်လို့တဲ့သူအဲ့လိုပြောင်းလိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်လာတယ်ဒီလိုမျိုးတွေးရှိရတဲ့တရေတူတည်င်းအမားတွေမှာဆိုလို့ရှိရင်တော့ဒါ fact checker တွေကလည်းလိုအပ်လာပြီပေါ့နော် fact checker တွေကဒီလိုမျိုးပြည်သူတွေကြားထဲမှာဘယ်လိုတည်င်းတူတည်င်းအမားတွေကပြန့်နေပြီလဲဘယ်လိုမျိုး training ဖြစ်နေပြီလဲဒါတွေအကုန်လုံးကိုဦးစားပေးအနေနဲ့စစ်ဆေးမယ်စစ်ဆေးပြီးပြီဆိုလို့ရှိရင်ပြည်သူတွေစီဦးပေါ့နော် ဒါကတရင်သူတရင်အမဖြစ်တဲ့ဒီမှာဘလိုမျိုးလဲဆိုတဲ့ဟာမျိုးကိုစစ်ဆေးထားတဲ့ပုံစံမျိုးလေးတွေကိုပြည်သူလူထုစီကိုအမြန်ဆုံးရအောင်ပို့ပေးနိုင်ရင်လေဆိုလို့ရှိရင်တော့ဒါကလည်းဒါကောက်တာနီးတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့နှစ်ခုကကြတော့တစ်ခုကဂျူတင်ကောက်ွယ်ပဲတစ်ခုကထွက်လာပြီးရဲ့တရင်တွေကိုဖက်ချက်ကတွေကနေပြီးတော့တိ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 ချာချာမမြန်ဆန်ဆန်စစ်စစ်ပြီးတော့ဒီဟာအမအမှန်ဆိုတဲ့ဟာမျိုးကိုဖြန့်ဝေတာမျိုးတွေလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့ အာဒါကပေါ့နော်ပြည်သူတွေစီကိုဘယ်ဟာတော့တည်အမှားဖြစ်တယ်အမှန်ဖြစ်တယ်ဆိုတော့အမြန်ဆုံးရောက်မယ်လို့တော့ဟိုထင်ပါတယ်ပေါ့နော်ဒီမှာနောက်ထပ်မေကွန်းတစ်ခုอ่ะပေါ့အမရဲ့ဒီစစ်တပ်ကဒီတရင်သူတရင်အမားတွေကိုပေါ့နော်ဘလို့ပုံစံနီးစနစ်နဲ့ထုတ်လုပ်နေလဲပေါ့နော်အဥမာအဖြစ်အမရဲ့ဒီ defect ဒါမို့အခုခေတ်ပေါ့ AI ပေါ့နော် AI လိုမျိုးနီးပညာအတိတ်ကိုတုံးပြီးတော့တို့တွေပုံမခိုင်မာလာတာမျိုးလားဒါမို့ပုံမမြန်ဆန်စွာပြန့်နှံ့တာမျိုးရှိလားပေါ့နော်ပြီးတော့နောက်တစ်ခုကကြာတော့တစ်ဆက်သေးပါ ဟိုအမားတို့အနေအမအနေနဲ့ရောဒီစိန်ခေါ်မှုကိုဘယ်လိုရင်ဆိုင်နေရပါလဲလက်ရှိမှာပေါ့လေဟုတ်ကဲ့အာ AI နည်းပညာကိုသုံးပြီးတော့ဖြန့်လာတာတွေကအခုနောက်ပိုင်းမှာတော်တော်များများတွေ့လာရတယ်ပေါ့နော်အနည်းဆုံးကျွန်တော်တို့ ီမတ်လ28ရက်နေ့တုန်းကဒီဖြစ်ခဲ့တဲ့ဒီဒီသခိုင်းငလယ်မှာဆိုလို့ရှိရင်ဒီမန္တလေးဖရိုင်းဖရိုင်းပေါ့နော်ဒီလိုမျိုးပျက်စီးပြိုကျသွားပါပြီဆိုပြီးတော့ AI နဲ့ပြုတ်ပြင်ထားတဲ့ဗီဒီယိုတစ်ခုဒါတွက်တက်လာတာတွေ့တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီဒါဆိုလို့ရှိရင်အဲ့ဒီဟာဆိုလို့ရှိရင်လူတွေကအဲ့ဒီအခြေအနေမျိုးမှာစိုးရိမ်ပူပန်နေတယ်စိတ်တော့ကရောက်နေတယ်အဲ့ဒီအခြေအနေမျိုးမှာခုနကတော့ပြောတဲ့ဟို ဒါဟုတ်ပါမလားဆိုတဲ့အတွေးကဒါမတွေးနိုင်တော့တဲ့အခြေပေါ့နော်အဲ့လိုအခြေအနေမျိုးကိုသူတို့ကအဓိကနင်းပြီးတော့ AI နည်းပညာကိုသုံးပြီးတော့ဗီဒီယိုတွေဓာတ်ပုံတွေလာဖြန့်လာတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဟိုလူတော်တော်များများစီလဲရောက်တယ်ခုနကတော့ပြောသူအလှည့်မြန်အောင်ရောက်တယ်ပေါ့နော်ဟာငါတို့တိုင်းပြည်ဒီလိုသဘာဝဘေးရန်တွေကြုံနေရပြီဒီလိုဖြစ်နေပါလားဆိုတဲ့စိုးရိမ်စိတ်နဲ့လူတွေက share ကြတယ်ပေါ့နော်အဲ့တော့ဟိုဒါမျိုးဆိုလို့ရှိရင်လဲဒါအခုဆိုလို့အဲ့လိုမျိုးသုံးလာမျိုးတွေ့ရတယ်ခုနကတော့ကျွန်တော် ုနကတော့အပေါ်မှာ mention လုပ်သွားတယ်ဒီ PDF တွေကအเจ้าတွေကိုပိတ်ခိုင်းနေဆိုတဲ့သတင်းမှလည်းပေါ့နော်အဲ့ဒီဓာတ်ပုံဆိုလို့ရှိရင်လည်း AI နဲ့လုတ်ပြီးတော့ဒါထုတ်လာတဲ့သတင်းဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့ကဒါကိုပုံစံမျိုးစုံနဲ့လုတ်လာကြတယ်ဒါပေမဲ့ဒီ အခုချိန်မှာတော့တို့လည်း paid version ကိုတို့မတုံးကြသေးတဲ့မတုံးကြသေးတာမျိုးလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော် free version မျိုးကိုတုံးတဲ့အခါကျတော့ဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုတေချာလေးကြည့်မယ်ဆိုလို့ရှိရင်ဒါကပြုပြင်ဖန်တီးထားတာဒါ AI နဲ့ဖန်တီးထားတာအစသဖြင့်ဒါကိုကျွန်တော်တို့ကစစ်လို့ရနိုင်သေးတယ်ပေါ့နော်ခုနကတော့ပြောသလို ဟိုကျွန်တော်တို့မှာလည်းပေါ့နော်အခက်ခဲရှိတယ်ဖတ်ချက်ကတယောက်အနေနဲ့အခက်ခဲကတော့ဒီ AI မရှင်းမှာမှမဟုတ်ဘူးပေါ့နော်ဒီအရင်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ကသတင်းတပုတ်တက်လာတယ်ဆိုရင်ကျွန်တော်တို့ကသတင်းမီဒီယာဌာနတွေယုံကြည်စိတ်ချရတဲ့သတင်းမီဒီယာဌာနတွေမှာသတင်းတွေကိုကျွန်တော်တို့ကကြည့်ပြီးတော့ဒီသတင်းတွေမှာတော့ဒီလိုဖော်ပြထားတယ်ဆိုတဲ့ကုတ်ကိုကျွန်တော်တို့ယူတယ်ပြီးရင်မြေပြင်မှာလည်းတကယ်ဖြစ်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့မြေပြင် source ပေါ့နော်ဒီ source ကိုလည်းကျွန်တော်တို့ယူတယ်ပြီးရင်နည်းပညာအရာလည်းကျွန်တော်တို့စစ်ဆေးတယ်ပေါ့နော်ဒါ ာမျိုးတွေလောက်လာကြတယ်ပေါ့ဒါပေမဲ့အခုချိန်မှာကျွန်တော်တို့ကအာ ညီပညာရကတော့ကျွန်တော်တို့စစ်ဆေးလို့ရနေနိုင်တယ်ဒါပေမဲ့ခုနကတော့ပြောတဲ့အရင်းမြစ်တွေပေါ့နော်တည်င်းအရင်းမြစ်တွေအာယုံကြည်စိတ်ချတဲ့တည်င်းဌာနမှာတော့ကျွန်တော်တို့တွေ့တယ်ဟုတ်ပြီဒါပေမဲ့မြေပြင်မှာရောဒီကိစ္စကြီးရောကျွန်တော်တို့ဘယ်လိုတွေဖြစ်ခဲ့လဲဆိုတော့ဆိုးစီလိုက်ယူရတဲ့အခါမှာကျွန်တော်တို့မှဒီလိုအခက်အခဲကြုံရတာရှိတယ်ပေါ့နော်ပြီးအခု AI နဲ့ထွက်လာတဲ့ဟာတွေမှာဆိုလို့ရှိရင်အာကျွန်တော်တို့မှဆိုရင်အခုလက်ရှိလောလောဆယ်တုံးနေတာကဒါ open source tool တွေကိုကျွန်တော်တို့တုံးတယ်ပေါ့နော်တုံးပြီးတော့ကျွန်တော်တို့စစ်ဆေးတယ်စစ်ဆေးတယ်ဆိုတဲ့အခါမှာလည်း open source သဘောသဘာဝအတိုင်းပဲပေါ့ ော်သူ့မှာလည်းအကန့်အသတ်ရှိတယ်။ဘယ်ပိုင်းတွေရောဘယ်လိုစစ်ဆေးလို့ရနိုင်နိုင်လဲ။ဘယ်ပိုင်းတွေရောစစ်ဆေးလို့မရနိုင်နိုင်ဘူး။ဒါမျိုးရှိတယ်ပေါ့နော်။အဲ့တော့ဒီနည်းပညာနဲ့ကျွန်တော်တို့စပြောဆက်လိုက်တဲ့အချိန်မှာဒါကြီးက AI နဲ့လုပ်ထားမှန်းတော့သိတယ်။ဒါပေမဲ့ခုနကပြောသူ open source tool တွေဖြစ်တဲ့အတွက် ဟိုဘယ်နေရာမှာဘလို့လွဲနေတယ်ဆိုတဲ့ဟာကိုတော့သူကအသေးစိတ်တော့မပြပေးဘူးအပေါ်ရမြင်တော့ပြပေးတယ်ပေါ့နော်ဒါပေမဲ့ကိုကဒီနီးပညာကိုတကြည့်ပြီးတော့ဒါနီးပညာမှာတကယ်ဒီလိုဖြစ်တယ်ဆိုတာမျိုးပြောဖို့အတွက်ကကြတော့သက်သေထောက်ထားတယ်ရှားဖို့အတွက်ကြတော့ခုနကတော့ပြောသူအရင်မြစ်တီကိုမေးပြန်တော့လဲအရင်မြစ်တီကလည်းရှားတယ်ပေါ့နော်အဲ့တော့ကို့အနေနဲ့ကနီးပညာနဲ့ဒီ open source tool ကိုသုံးပြီးဆက်လိုက်တဲ့အချိန်မှာဟုတ်တယ်ဒါကတော့ AI ဖြစ်တယ် ကွန်ဖန်သေးကြွားပြီဒါပေမဲ့ဒီဟာကိုဘယ်အချက်ပဲအချက်တွေကြောင့် AI ဖြစ်တယ်ဆိုတဲ့ဟာကိုအချက်လက်နဲ့တကွာရှင်းပြဖို့ကြတော့ကျွန်တော်တို့ဒါအခက်အခဲဖြစ်တာမျိုးလဲဒါတွေ့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အနေနဲ့ဒါဟိုကြီးမားတဲ့စိန်ခေါ်မှုတစ်ခုလို့ဒါပြောလို့ရတယ်ပေါ့နော်ဟုတ်ကဲ့မာဟုတ်ကဲ့ပါဟုတ်ဒီစစ်တပ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကျွန်တော်ပြန်မေးချင်ပါတယ်ပေါ့နော်ဆိုတော့ဒီစစ်တပ်ကဒီရွေးကောက်ပွဲကိုကျင်းပရမှာပေါ့နော်ဒီဇင်ဘာ28ရက်နေ့မှာဆိုတော့အဲ့ဒီမတိုင်မီနဲ့ကျင်းပနေစဉ်အတွင်းမှာဩတရင်အတုတရင်အမှားတွေကို စီစစ်ဖို့ကဘလောက်ထိအရေးပါတဲ့အခန်းကဏ္ဍကပါဝင်မဲလို့အမအနေနဲ့ခံမှန်းပါလေပေါ့နော်ဒီတရင် အမားတွေကရောဒီမဲပေးသူတွေရဲ့ဆုံးဖြတ်ချက်အပေါ်မှာဘလို့တရားမှု ရှိလာနိုင်မလဲအမဟုတ်ကဲ့ဟို စကောင်စီအားပေါ့နော်ဟိုသူတို့ဘက်ကလုံမဲ့ဒီအတူရောင်ရွေးသူတို့ဘက်ကလုံမဲ့ရွေးကောက်ပဲပေါ့နော်ကျွန်တော်တို့ကဒါကတော့အတူရောင်ရွေးကောက်ပဲလို့ကျွန်တော်တို့သုံးတယ်သုံးတယ်ပေါ့နော်ဒီအတူရောင်ရွေးကောက်ပွဲကိုသူတို့ဘက်ကနေပြီးတော့ဒီလှုပ်လာတဲ့အခြေအနေမျိုးမှာစပြီးတော့ကျင်တော်မကျင်ညာရသေးဘူးရွေးကောက်ပွဲလှုပ်တော့မယ်လှုပ်တော့မယ်ဆိုပြီးတော့စပြီးတော့သတင်းတွေဖြန့်တယ်ပေါ့နော်အဲ့ကတည်းကနေပြီးတော့သတင်းတို့သတင်းမားတွေကထွက်လာတာထွက်လာတာမျိုးရှိတယ်ပေါ့နော်အာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီ တတဲ့လူတဲ့အမားတွေကိုသူတို့ဒါလွှင့်နေဒီရွေးကောက်ပွဲကိုအခုဒီပြုတ်လုံမဲ့ဆိုတဲ့ဟာကိုအာဆီယံကလည်းထောက်ခံနေစသဖြင့်ဒီလိုပုံစံမျိုးတွေပြီးအီယာဝတွေကလည်းဒီရွေးဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါထောက်ခံနေဆိုပြီးစသဖြင့်ပေါ့နော်အဲ့ဒါကဟိုးတတဲ့ဒီဒီဒီအခုလုံမဲ့ဒီစကားစားဘက်ကနေပြီးတော့ ပြုလုပ်ကျင်းပမဲ့ဒီရွေးကောက်ပွဲကိုဒိတ်ကိုမကြညာခင်ကတည်းကဟိုကအဲ့လိုသတင်းလူသတင်းမတွေကဒါထွက်နေတာပေါ့နော်အဲ့တော့အဲ့ကတည်းကဟိုကပြည်သူတွေကိုသူတို့ကပေးကျင်တဲ့ message ကပြည်သူတွေကိုဝေဝါးသွားအောင်သူတို့ဒါလုပ်နေတာပဲဆိုတော့ခုနကပြောသူဒီမကျင်းမပြီးအခုလို့ဆိုရှင်တာဒါဆိုလို့ရှင်ရင်အခုဆိုရင်ကျွန်တော်တို့ဒါဒီဇင်ဘာထဲကိုရောက်လာတော့မယ်ပေါ့နော်ရောက်လာတော့မယ်ဆိုရက်ကအရင်မကြံတော့ဘူးဒီကာလမှာ ဟိုတရေတို့တရေအမားတွေဟိုစစ်စစ်ဖို့ကတာအရန်ရေးကြည့်တယ်ပေါ့နော်အဓိကကတော့ခုနကပြောတဲ့ဒီနီးနှစ်နီးနဲ့ကျွန်တော်တို့ဒါပြည်သူတွေကိုအသိပညာပေးလို့လည်းရတယ်နောက်ပြီးတော့ဟိုခုနကမေးဝါတဲ့ဟာမှာဆိုလို့ရှိရင်ပေါ့နော်ပြည်သူတွေအနေနဲ့ကဒီရွေးကောက်ပွဲဒီအတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တရင်ချက်လက်အမားတွေကိုသူကယုံကြည်ပြီးတော့အော်ဟုတ်တယ်ပေါ့နော်ဒီမှာသူများလည်းအဲ့လိုလုပ်နေပြီးဒါကိုယုံကြည်ပြီးတော့ကိုကမဲသွားပေးမယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ ဟိုစစ်တပ်ကလုတ်တဲ့ဒီအတူရရေကောက်ပွဲတို့ဒါအာမီယံတို့လုတ်တဲ့ဒီရီဝဲချက်ကိုလည်းဒါအောင်မြင်သွားစေနိုင်တယ်ပေါ့နော်အဲ့တော့အဓိကကတော့ခုနကပြောသလိုဒီမဲပေးတဲ့အခါပဲဖြစ်ဖြစ်ပြည်သူတွေကိုမဲဟိုပေါ့နော်မရရအောင်တို့ဘက်ကမဲကို ဟိုတမေတသက်ပေါ့နော်ဒါချင်းချောက်ပြီးတော့မဲပေးတာမျိုးလဲဖြစ်ကျင်ဖြစ်လာနိုင်တယ်လို့ခုနတော့ပြောသူတည်င်းသူတည်င်းအမားတွေရချင်းချောက်ပြီးမဲပေးတာမျိုးမဟုတ်ဘဲနဲ့သူတို့လှုပ်သူတို့ဘက်ကနေလွှင့်နဲ့ဒီစကားစဘက်ကနေလွှင့်နဲ့ဒီဝါရချမ်းချီတာတွေဒီကောလာဟာလာတွေကိုယုံကြည်ပြီးတော့မဲသွားပေးလိုက်မယ်ဆိုလို့ရှင်ရင်လဲဒီရွေးကောက်ပွဲကြီးရဒါဒါအောင်မြင်သွားနေနိုင်တဲ့အနေအထားမျိုးလဲဒါဖြစ်လာနိုင်တယ်အဲ့ဒါကြောင့်မလို့ခုနတော့ပြောသူလို့ဒီတည်င်းသူတည်င်းအမားကိုကိုယ်ရဘက်ကနေပြီးတော့တည်တည်ချာချာစစ်စစ်ဖို့ကအရေးကြီးတယ်မဲပေးတဲ့ ွယ်ဆုံးဖြတ်ချက်ပေါ်မှာအကျိုးသက်ရောက်မှုဟိုရောက်တာမရောက်တာဆိုတာထက်ပေါ့နော်ဒီရွေးကောက်ပွဲကပြည်သူတွေကိုအသိပညာပေးတင်တာကဒီရွေးကောက်ပွဲကအဖြေမဟုတ်ဘူးဒီရွေးကောက်ပွဲကဒီဥမာဒီရွေးကောက်ပွဲလုပ်လိုက်လို့ဒီအာနာဆက်မသိမ်းတာမျိုးကတော့ဟုတ်ပါမလားဒီရွေးကောက်ပွဲကဒီရွေးကောက်ပွဲကပေါ့နော်ဟိုနိုင်ငံရဲ့တို့တို့ narrative လုပ်တယ်လို့ပေါ့နော်ဒီရွေးကောက်ပွဲကနိုင်ငံရဲ့ထွက်ပေါက်ဖြစ်တယ်ဆိုတဲ့ဟာကမဟုတ်ဘူးဆိုတော့ဒီသတင်း message ပေးနိုင်မှုကလည်းဒါအဓိကကြားတဲ့အထဲမှာလည်းပါဝင်နေပေါ့နော် ဟုတ်ကဲ့အမအခုဆိုရင်လေအမရေဒီပြည်သူခုခံမှုကိုအားပေးတဲ့လူတွေပေါ့နော်ဒီမိုကရေစီလိုလားတဲ့အဖွဲ့အစည်းတွေရောနိုင်ငံရေးသမားတွေအပေါ်ဒီစစ်တပ် lobby channel တွေကတရင်အတုတရင်အမတွေဖန်တီးပြီးပေါ့ဖန်တီးပြီးတော့ပေါ့လေရွေးကောက်ပွဲမတိုင်မီတိုက်ခိုက်မှုတွေမှာဟိုတိုက်ခိုက်မှုတွေလှုပ်လာနိုင်တဲ့အလားအလာရောရှိလားပေါ့နော်ရှိရဆိုရင်ရောဘလောက်ဟိုဘလောက်လောက်ရှိလဲပေါ့လေအဲ့ဒါလေးလည်းသိချင်ပါတယ်ခင်ဗျဟုတ်ကဲ့ အာရှိတယ်ပေါ့နော်ဟိုအခုဒီဒီမိုကရေစီကိုလိုလားတဲ့သူတွေပဲဖြစ်ဖြစ်အာဒါမျိုးတွေကိုသူတို့ဘက်ကဒီဟိုတရေသူတရေမှာလွှတ်လာနိုင်တဲ့ဘယ်လိုပုံစံမျိုးလွှတ်လာနိုင်လဲဆိုရင်အာဥပမာပြည်သူတွေမဲပေးခွင့်ကို တော်လည်းအင်အားစုတွေကဟန့်တားတာမျိုးတို့အဲနောက်ပြီးတော့ထားပါတော့ပေါ့နော်ဒီ ဒီရွေးကောက်ပွဲကသူတို့ဘာသူတို့မကျင်းပနိုင်တဲ့ကိစ္စကလည်းဒီဒေါ်လာရေးအင်အားစုတွေကြောင့်တို့အဲဒါမျိုးပေါ့နော်ပြီးတော့အခုဒီရွေးကောက်ပွဲကိုပြည်သူတွေကအင်တိုက်အတိုက်ပါဝင်နေကြပါပြီဆိုပေမဲ့အရင်ပုံအဟောင်းတွေဖြစ်စဉ်အဟောင်းတွေကိုတုံးပြီးတော့ဒါလောက်တာမျိုးတို့စသဖြင့်ပေါ့နော်ပြီးတော့ခုနကပြောသလိုအဲအီအိုတွေကသူတို့ရဲ့နေမြေမှာဒီရွေးကောက်ပွဲကိုလာလုပ်ပေးဖို့တောင်းဆိုတဲ့ဟာတွေတို့ဒီလိုပုံစံမျိုးနဲ့ဒါတရေတို့တည်အမှတာလွှင့်လာနိုင်တယ်ပေါ့နော်မျိုးစုံပေါ့နော် ီလိုပုံစံမျိုးလွှင့်လာနိုင်တဲ့အနေအထားမျိုးတွေဒါရှိလာနိုင်တယ်။အဲ့တော့ဟိုအဲ့တော့အဲ့လိုမျိုးပြောမယ်ဆိုလို့ရှိရင်ဒါကတော့ထင်တာမြင်တာတဲ့အခြေအနေလို့ဒါကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်။ဘာလို့လဲဆိုရင်ဒီစကားစကားနေပြီးတော့လှုပ်တဲ့ဒီအတူရောင်ရေကောက်ပွဲကြီးကဒါ ဟိုပြည်သူတွေလက်ခံတယ်ဒါပေမဲ့အဲ့ဒါကိုတားမြစ်နေတာကဒေါ်လာရေးအင်အားစုတွေဖြစ်တယ်ဒီမိုကရေစီလိုလိုလားတဲ့ဒီအဖွဲ့အစည်းဖြစ်တယ်စသဖြင့်ဒါအများနဲ့သူတို့ဒါတခြားလွှင့်နိုင်နေပေါ့နော်ဟိုအဓိကတော့ဒီအဖွဲ့အစည်းရလူတွေကဒီရွေးကောက်ပွဲကိုဖျက်လို့ဖျက်စီးလုပ်တဲ့ဒီပုံစံမျိုးဆိုပြီးတော့ဒါမျိုးတွေနဲ့လည်းဒါတိုက်ခိုက်လာနိုင်နေပေါ့နော်အဲဥပမာအားဖြင့်ဒီစစ်စစ်ကော်မရှင်ဒီစစ်ကောင်စီပေါ့နော်ဒီအားနေတဲ့နေရာတွေမှာရွေးကောက်ပွဲဝင်တဲ့သူတွေစီယုံတဲ့သူတွေကိုဟို ဒီဒေါ်လာရင်းဘက်ကအဲ့လိုတိုက်ခိုက်တယ်ဆိုတဲ့ဟာမျိုးလေးတွေလည်းဒါဖြစ်လာနိုင်ခြေရှိတယ်လို့ဒါပြောလို့ရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ ဟိုဘလို့ပဲဖြစ်ဖြစ်ဒီသူတို့ဘက်ကတော့အခုလက်ရှိမှာလည်းဒီရေကောက်ပွဲမလုံနိုင်တဲ့ဒေသတွေဒါမျိုးတွေမှာဆိုလို့ရှိရင်လေလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီးတော့ဒီလေချောင်းတိုက်ခိုက်တဲ့ဒီဒီဒေသမှာကြတော့တိကိတ်တည်ဆုံသွားတဲ့သူတွေကဒါဒီဘက်ကဒီဒီဒေါ်လာရဲ့အင်အားစုတွေဘက်ကလုတ်တယ်ဒီအရာတွေလုတ်တယ်ဆိုပြီးတော့ဒါတရင်မိုင်းနဲ့လည်းပုံဖော်နေကြပဲဆိုတော့ဒါကတော့ဆက်ပြီးတော့သွားနိုင်မယ်လို့တော့ဟိုထွက်လာနိုင်ခြေရှိတယ်လို့တော့မြင်မိတယ်ပေါ့နော် ဟုတ်ကဲ့ဟုတ်ကဲ့မာနောက်ဆုံးပေါ့လေနောက်ဆုံးမေးခွန်းအနေနဲ့မှာရင်ဒီလက်ရှိအခြေအနေမှာပေါ့နော် ပြည်သူလူထုကိုတရင်အချက်လက်တွေစစ်ဆေးရညမှာပို့ပြီးတရိပ်ထားဖို့ပေါ့နော်ဒါမှမဟုတ်ဘလို့စဉ်းစားဆင်ခြင်ဖို့တိုက်တွန်းခြင်းနဲ့အချက်ရှိလားတရင်စကားပါခြင်းတာရှိလားပေါ့နော်ဟုတ်ကဲ့ဟုတ် ဟိုအခုလက်ရှိပေါ့နော်ဒီပြည်သူတွေဒီသတင်းအချက်လက်တွေကိုရယူတဲ့အခါမှာအရင်ဆုံးစစ်ဆေးတဲ့အထိကိုမသွားခင်တော့မှဒီပထမဆုံးအနေနဲ့ကိုကဒီသတင်းကိုဖတ်လိုက်တယ်ဆိုလို့ရှိရင်ကို့အနေနဲ့ကဘာပဲဖြစ်ဖြစ်ပေါ့နော်ဟိုအခုဆိုလဲ page အတူတွေသတင်းမီဒီယာ page အတူတွေလည်းပေါ်လာတယ်အဲ့လိုသတင်းမီဒီယာအယောင်ဆောင်ပြီးတော့ဒီသတင်းသတင်းမှာပြန့်တဲ့ page တွေလည်းပေါ်လာတာပဲဆိုတော့ကို့အနေနဲ့ကဒီသတင်းကိုတွေးလိုက်ပြီဆိုလို့ရှိရင်အရင်ဦးဆုံး ဟုတ်လားဆိုတဲ့ဒီတန်တရာနဲ့ဒါစပြီးတော့စစ်စေးတင်နေပေါ့နော်ဒီသတင်းမှာပါနေတဲ့အချက်လက်တွေကဟုတ်လားပြီးရင်ရောဟုတ်ပြီအဲဒီသတင်းမှာတော့ဒီအချက်လက်တွေပါတယ်တခြားသတင်းမီဒီယာမှာရောဘယ်လိုပုံစံမျိုးနဲ့ဖော်ပြထားလဲဒါမျိုးကိုကျွန်တော်တို့ဒီထဲမှာပါတဲ့အချက်လက်နဲ့တခြားသတင်းဌာနအချက်လက်နဲ့ဒါကျွန်တော်တို့စစ်ဆေးမယ်ပေါ့နော်ဥပမာသတင်းဌာနလို့ပြောလိုက်တဲ့အခါမှာလေပြည်သူလူထုတွေကိုသတင်းအမှန်ကိုတင်ဆက်ပေးနေတဲ့ ဒီသတင်းမီဒီယာဌာနတွေပေါ့နော်ယုံကြည်စိတ်ချရတဲ့သတင်းမီဒီယာဌာနတွေမှာသွားပြီးတော့စစ်ကြည့်တာမျိုးဒါမျိုးတွေလုတ်တင်တယ်ပေါ့နော်ဥမာမြင်းစီမဆိုလို့ရှိရင်လည်း page အတူတွေပေါ်နေရလည်းရှိတယ်အဲ့တော့မြင်းစီမ page မှာအစ်စ်မှာသွားကြည့်တာမျိုးဒါမျိုးလေးတွေကိုလည်းဒါကျွန်တော်တို့လုတ်ပေးတင်တယ်ပေါ့နော်ဒါမျိုးလေးတွေရှိတယ်အဲ့တော့ဒီလိုပုံစံမျိုးနဲ့အရင်ဆုံးကိုကဒီချက်လက်တွေကဒီဒီ page တွေမှာဒီလိုဖော်ပြထားလားဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့တိုက်ဆိုင်စစ်ဆေးလို့ရတယ်ပြီးရင်နောက်တစ်ခုကကြတော့ဓာတ်ပုံတွေပါလာတယ်ဗီဒီယိုတွေပါလာတယ် အဲ့ဒါဆိုလို့ရှိရင်လည်းဒါ AI များလားဒါမှမဟုတ်ဒီဟာကရောအရင်တော့ကပုံလားဒါလေးတွေကိုကျွန်တော်တို့အရင်ဆုံးဒါ ဟိုစားတွေးစီဟိုစဉ်းစားတွေးတွေးခေါ်စီခြင်းနဲ့ပေါ့เนาะအဲ့တော့ကိုကနေပြီးတော့သတင်းကိုတွေးတိုင်းချက်ချင်းမယုံနဲ့ချက်ချင်းမရှင်းနဲ့အဲဒီသတင်းကဟုတ်လားကျွန်တော်တို့ခုနကတော့ပြောတဲ့ယုံကြည်စိတ်ချတဲ့သတင်းမီဒီယာတွေမှာသွတ်စစ်မယ်ပြီးရင်ဒီဓာတ်ပုံလေးစာတွေကိုလည်းကျွန်တော်တို့ဒီတူးစီကိုသုံးပြီးတော့စစ်တာမျိုးဒါမျိုးလေးတွေလုပ်မယ်ပြီးရင်လည်းဒီသတင်းအချက်လက်တွေတွေကိုပေါ့เนาะဟိုစစ်ဆေးပြီးတော့ဖော်ပြပေးနေတဲ့ဒီလိုအချက်လက်စစ်ဆေးတဲ့ page တွေရှိတယ်ပေါ့เนาะသတင်းမီဒီယာတွေကလုပ်နေရလဲရှိသလိုအချက်လက် စည်းတဲ့အဖွဲ့တွေကလည်းလုပ်နေတာလေးရှိတယ်။အဲ့တော့အဲ့ဒီ page တွေမှာကိုကသွားပြီးတော့ဒီသတင်းတက်နေတယ်ဟုတ်လားမဟုတ်ဘူးလားဆိုပြီးတော့သွားပြီးတော့မေးတာမျိုးလဲဒါလုပ်လို့ရတယ်ပေါ့နော်။အဲအဲ့လိုပုံစံမျိုးဒါအဲ့လားလေးကိုကျွန်တော်သတင်းစကားအနေနဲ့ပေးချင်ပါတယ်။ဟုတ်ကဲ့ပါအမကျေးဇူးများကြီးတင်ပါတယ်အခုလိုမအားလက်တဲ့ချားနေပြီးတော့ကျွန်တော်ညီစီမရဲ့စုခင်းလန်းကပန်းတဲ့အစီအစဉ်မှာဝင်ရောက်ပါဝင်ပြီးတော့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျမကလည်းအခုလိုမျိုးပြည်သူတွေကိုပေါ့နော်ဒီသတင်းချက်လက်အမှန်ကိုဘယ်လိုပုံစံမျိုးနဲ့စစ်ဆေးလို့ရနိုင်နိုင်မလဲဆိုရယ်အကြောင်းအရာကိုမျှဝေခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါကတော့စုခင်းနဲ့ပန်းသွင်းအစီအမံသတင်းချက်လက်စစ်ဆေးတူတူကိုဆက်သွယ်မေးမြန်းခဲ့ရပဲဖြစ်ပါတယ်ကြီးစုနေကြရတဲ့မြစီမပြည်သူများအားလုံးပဲရန်စမျိုး၅ပါးအနေကနေကင်းဝေးပြီးတော့အထူးသဖြင့်အကျန်းဖက်စစ်တပ်အနေကနေကင်းရှင်းကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ် နောက်ထပ်တီးတန့်တွေ့ဆုံမေးမြန်းခန်းတွေမှာပြန်တွေ့ပါမယ်ကျွန်တော်ခန့်တွေပါခင်ဗျာ